ဒီတကမှာတက်ဘေးရှိပြီးတော့ပြောတာကိုတကယ်လူကောင်းကြီးတေးတေးချာချာပေးရတယ်နားထောင်ကြည့်ကြပါတကယ်တစ်ခါတလေဖျားလည်းမကြည့်နိုင်ဘူးတကယ်ပြောရကျွန်တော်တို့ကအမှန်တရားလုံးဝအမှန်တရားကြိုက်တဲ့လူတွေအမှန်တရားသမားတွေအမှန်တရားကိုပဲအားပေးနေတာဖြစ်တဲ့အတွက်တကတရားမှာအရှင်ဘုရားလည်းအမှန်တရားမဟုတ်ဘူးလို့တကတလေးပေါ့နော်အုတ်ချုပ်နေတဲ့တာတကယ်ကိုပဲမြတ်စွာဘုရားကနေပြီးတော့မှဒီလိုမျိုးကျမတို့ကိုအဲ့လိုမျိုးလောကကြီးကိုစုံမထားတယ်ဆိုရင်ပေါ့နော် ကျွန်မပြောချင်တာလေလူကောင်းတွေကိုကြာရွေးခေါ်ပြီးတော့ဒီလိုသက်သက်ပြောတယ်မူကဗုဒ္ဓကိုအမြင်တက်တဲ့ပြောရမှာမဟုတ်ပါဘူးဖန်သိချင်းဖရားတွေကိုပြောရမှာဖြစ်ပါတယ်တရားဥပဒေကတွက်မယ်ဘာကြောင့်လဲဆိုလို့ချင်းဗုဒ္ဓကဒီကဘာကြီးဒီတကြဝလာအနန္နာကိုဖန်သင်းတယ်လို့မပြောပါဘူး။တရားခံဖြစ်သွားမှာပေါ့။သူစံရစံရအကြောင်းတရားတွေနဲ့ဖြစ်ပေါ်လာတာလို့ပြောလို့ဖြစ်ပါတယ်။အတိုင်းကျွန်တော်တို့ဖန်သင်းရှင်ဖရာကတာလင်းရင်ဒီကဘာကြီးဒီတကြဝလာကိုဖန်သင်းတယ်လို့မကောင်းတဲ့ပြောတာဖြစ်တယ်။ဒါကြောင့် ဒီမကောင်းတဲ့လူကိုခြံထားပြီးတော့ကောင်းတဲ့ပုဂ္ဂိုလ်ကြောင့်ခေါ်ရတဲ့မိကွန်းကဖန်ဆင်းရှင်ဝါဒကိုသွားမေးရမှာဖြစ်တယ်သွားသွတ်သွဲပြောဆိုရမှာဖြစ်တယ်ဦးတင်းကနိုင်ငံရေးပြတာမဟုတ်ပါဘူးမြတ်စွာဘုရားကမင်းနေကောင်းဖို့မင်းကျင့်တရားစေပါကိုခေါ်ကြထားတယ်လက်အောက်ငယ်သားတွေကောင်းဖို့လက်အောက်ငယ်သားကျုံးတွေခေါ်ကြထားတယ်အကြီးကဲနိုင်ငံရေးကောင်းဖို့နိုင်ငံရေးကကို၆ပါးကိုခေါ်ကြထားတယ်မိဘတွေကောင်းဖို့ မိဘကျုံကိုဟောတယ်တာသမီကောင်းဖို့တာသမီကျုံကိုဟောတယ်တရားဓမ္မကောင်းဖို့တရားဓမ္မကျုံကိုဟောတယ်တပည့်ကောင်းဖို့တပည့်ကျုံကိုဟောတယ်လက်အောင်ငယ်သားတွေကိုချီးမြှောက်ထားမှန်းဖို့တင်ကဟောဖို့လေးပါးကိုဟောတယ်ဒီမြန်မာနိုင်ငံကောင်းတဲ့သူတို့အဲ့ဒီဟောတဲ့တရားတွေကိုမလိုက်နာလို့ဖြစ်တယ်အဲ့ဒီဟောထားတဲ့တရားတွေကိုလိုက်နာမဲ့သူတွေချင်းဒီနိုင်ငံတိုးတက်ပါ ဒီကောင်းတဲ့ဘက်ကိုဘာလို့တည်တာလဲဆိုရင်သူအကြောင်းရှိလို့တည်တာဖြစ်တယ်။ကမ္မတက္ကတာတမ္မာဒိဋ္ဌိကံကံရဲ့အကျိုးကိုယုံကြည်မှတာလျင်ဘုရားဘာသာတည်တည်ဖြစ်တယ်။ကံကံတရားကလည်းအရန်ကိုစမ်းကြည့်ပါတယ်။တခါတလေကောင်းရလို့ပေမဲ့လည်းမကောင်းတာတွေကြုံရတတ်တယ်။အဲ့ဒါကဘာလဲဆိုလို့ချင်းဦးသွင်းတို့ဒီမန္တလေးမှာကြတော့မကောင်းတာတွေများနေတယ် အဲ့ဒီအချိန်မှာမကောင်းတဲ့ကံကအကျိုးပေးဖို့ရအလားအလာပုံများတယ်ဥပမာနားလျပြောသူကြည့်ချင်းလူ၁၀ယောက်ရှိတယ်၉ယောက်ကမကောင်းဘူး၁ယောက်ကကောင်းတယ်အဲ့ဒီကောင်းတဲ့၁ယောက်ပုဂ္ဂိုလ်ကဒီ၉ယောက်အားကိုကြော်လို့မရမိများမိနိုင် ရေများရင်နိုင်ဖြစ်ပါတယ်အလုံးကိုကျေးဇူးများကြီးတင်ပါတယ် ငရဲပီရှိတာယုံသွားမယ်နော်ပွက်ပွက်ဆူနေတဲ့ရေပူစမ်းကိုကြည့်လိုက်ရအောင်ဘလောက်ဆူနေလဲဒီတည်းကျွန်တော်ပွက်ပွက်ဆူတဲ့ရေနွေးရတက်ရသူက68ပေါ့ချက်တစ်ချက်မုတ်လိုက်လို့ရတော့လေဟိုးအပေါ်ထီးကိုရောက်တယ်ဟာတဘာဝစမ်းကြယ်တယ်နော်တဘာဝစမ်းကြယ်ဟိုးဘယ်နာအဲ့လိုကြိုက်တော့မှလည်းရှိရလားအော်ငရေငရေပြီမှခေါ်တယ်များတဲ့ န်းနေတာပူငွေကျွတ်ထုတ်နေတဲ့ကြာအော်အော်အော်ပေါ်လမ်းမှာလူဖျားမြင်ရင်ပေါ့ဒါဆိုရင်ရေပူတန်းရောက်ပြီလို့မှတ်ရမယ်ဦးဇင်းတို့ဗုဒ္ဓသာပေမှာတဘောဓာမြစ်ဆိုလည်းရှိပါတယ်။အဲဒီတဘောဓာမြစ်ဘေးနားမှာတောက်တဲ့ကြောင့်ကိုတဘောဓာရောကျောင်းထဲသူရှိပါတယ်။အဲဒီအချိန်မှာတဘောဓာမြစ်ကအရန်ကိုပူတဲ့ရည်တွေဖတ်ပါတ အဲ့ဒါကိုအချိန်မှာမောင်ကရမြတ်ကရင်တော့ကားတဲ့တဘောတံမြေကကြည်လင်သွားရေရှိတယ်အေးမြတော့ရေရှိတယ်ပြီးရင်စိတ်ကမ်းလည်းကောင်းမွန်တဲ့စိတ်ကမ်းလည်းရှိတယ်လှဲပိမ့်ပမာဏရှိတဲ့ကြံပွင့်နေလည်းရှိတယ်ဆိုပြီးတော့မိတဲ့အခါမှာယဟန်တော်ကကဲရပါတယ်အချိန်မှာမောင်ကရမဏိမြတ်ကားတဲ့ဟိုလူတို့မသိတဲ့အရာတွေကိုပြောတယ်ဆိုပြီးတော့ကဲရပါတယ်အဲ့ဒါနဲ့မြတ်စွာဘုရားရောက်တဲ့အခါမှာမြတ်စွာဘုရားကဟုတ်တယ်တဲ့ရင်တော့က အဲ့ဒီသဘောတာမြစ်ကအေးမြတယ်ချီလင်တော်ရေရှိတယ်ကောင်းမွန်တဲ့တေကံရေရှိတယ်လေပိပမာနာရှိတယ်မြေလည်းရှိတယ်တိုးတော်လည်းယခုအခါမှာတော့အဲ့ဒီသဘောတာမြစ်ကရန်ကုန်ပူပြင်းနေတဲ့မြစ်ဖြစ်နေပါ යි ဘာကြောင့်လဲဆိုလို့ရှိရင်ငရဲကြီးနှစ်ခုကြားကနေပြီးတော့တည်ဆင်းလာလို့ဖြစ်ပါတယ်တဲ့ဦးဇင်းတို့ပါဠိတပိမှာပူပြင်းတဲ့ရှိဟာ အဲ့ဒီသဘောတရားမြင်ဖြစ်ပါတယ်အခုဒီခါကြီးပြောတဲ့မြစ်ကပဲမြစ်တယ်ဦးဇင်းမသိပါဘူးဟဲ့လို့ဦးဇင်းများကြီးသိပါတယ်ဟိုဒီလိုအကောင်ကြီးတွေကဥသိန်းတို့မျိုးတွေနိုင်ငံမှာတော့မမြင်ဘူးပါဘူးတိုးတော့အမေတုံတော့မှရှိတယ်လို့ကြားဖူးတယ်ပြောကြတာကဒီနေ့မှာကိုမမြင်ဘူးတိုင်း မရှိဘူးလို့ပြောလို့မရပါဘူးဥဒင်းဗုဒ္ဓဆာပေမှာလည်းယူဒနာ900အထိကြီးမားတဲ့တိမိတိမင်္ဂလာ900ဆိုတာရှိတာကိုဖတ်ဖူးပါတယ်ဒါပေမှာလေ9ကြီးနာမည်ကြီး9အကြီးဆုံး9 3မျိုးရှိတယ်တိမိ9ရယ်တိမင်္ဂလာ9ရယ်တိမိတိမင်္ဂလာ9ဆိုပြီးတော့9ကြီးသုံးကောင်ရှိပါယူဒနာ100 200 900ပေါ့အဲ့ဒီမှာယူဒနာ100ရှိတဲ့တိမိ9ကို ယူဒနာနှစ်ယောက်ရှိတဲ့တိမင်္ဂလာငါးတားမြူနိုင်တယ်အဲ့ဒီယူဒနာနှစ်ယောက်ရှိတဲ့တိမင်္ဂလာငါးကိုယူဒနာ900ရရှိတဲ့တိမိတိမင်္ဂလာငါးကတားမြူနိုင်တယ်ဒါကတော့အပုဘဟုတုတ္တပေါ့ ဲ့ဒီမြင်းပြန့်ဆိုတာတကယ်ရှိလားမြင်းပြန့်ကတော့ဒန္တာကြီးပေါ့လေဗျာပြဒန္တာကြီးဆိုတာကကျတော့လူလာတဲ့ပုံပြီးချက်ကပြောဆိုလို့ရှိပါတယ်တကယ်တမ်းမြင်းပြန့်ဆိုတာကကျတော့ဦးဇင်းတို့ဘုရားသာပြီမှာတိန်တုမြစ်ဆိုတာရှိအဲ့ဒီတိန်တုမြစ်မှာရှိတဲ့တိုင်းကိုတိန်တော်ဝတိုင်းခေါ်ပါတယ်အဲ့ဒီတိန်တော်ဝတိုင်းမှာမြင်းကောင်းတွေထွက်တယ်အဲ့ဒီမြင်းကောင်းတွေကအရန်ကိုခွန်အားကြီးမှသူတို့ကြောင့်သူကသူတို့က ခါခုံအဝေးတခါပြင်းအမြေအဝေးကြီးသွားတယ်တို့ကောင်းကင်မှာကအကြာကြီးပဲမြေကြီးကိုထိတာတခဏလေးခုံနဲ့အဝေးကြီးပဲခုံနဲ့အဝေးကြီးပဲအဲ့ဒီအဲ့ဒါကိုသူတို့ကကောင်းကင်ပေါ်မှာနေတာများတယ်မြေကြီးကိုထိတာနေတယ်အဲ့ဒါကိုမြင်းပြန်လို့တင်သားတာဖြစ်ပါတယ်